အားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားစရာငှက်ကတွန်းပုံမြင်လေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ဗီဒီယိုအသစ်တွေတိုင်းသိရှိနိုင်အောင်လေးဘေးနားအလို့တီခလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။တရားမျှတရေးချစ်သိမိ။တစ်ချိန်တုန်းကတော်ကြီးတစ်ခုထဲမှာအရန်ကိုချောမလာပါ့။တတီးဆိုတဲ့စာကလေးတစ်ကောင်ရှိခဲ့ပါ යි ။သူမှာသမီးလေးနှစ်ယောက်လည်းရှိပါ යි ။ တတိယအလုပ်အရန်စူးစမ်းပြီးသူ့သမီးလေးတွေကိုလိုလေသည်မရှိအောင်ပြုစုဆောက်ရှောက်ပေးပါတတိယနေ့စဉ်မနက်အစောကြီးထပြီးသူ့ကလေးတွေအတွက်အစာသွားရှာလေးရှိပါပြီးရင်သူကသူ့ကလေးတွေကိုပြန်လာလဲသိပေးပါဒီလိုနဲ့သူဟာတဏီကုံသူ့ကလေးတွေကိုပြုစုပြိုးထောင်ရင် အချိန်ကုန်သွားပါသမီးတို့မမေကသမီးတို့ကြီးလိုက်ကိုချီတော်ပေါ်ကောင်းကောင်းရက်တီနိုင်စီချင်လားဒါကြောင့်သမီးတို့တက်သေးတက်အထက်ပညာတွေကျွမ်းကျင်အောင်သင်ပေးပါအဲကြမှာသမီးတို့ဒီတော်ကြီးထဲမှာကုကုကုခရုဆိုင်ပြီး ရုံကြော်နေနိုင်မှာတတိယအတုသမီးတွေကိုအစာရှာနေတွေအမဲလိုက်တဲ့တရိစံတွေစီကားနေလွတ်အောင်ရှောင်းနေတွေနဲ့ရာသီဥတုအလိုက်အတိုက်ဆောက်စသည်တို့ကို အစင်မပြတ်ဗဟုသူတာတင်ကြားပေးပါင်ဒါပေမဲ့အဲ့ဒီတော်ရဲမှာကာလူးဆိုတဲ့ကြီးကန်းတကောင်ရှိပါင်ကာလူးကကောက်ကျစ်ပြီးညံနေညံနဲ့တွေများပါင်သူကအမြဲတမ်းသူ့အပြောအကျွတ်သူ့ကောင်းကျိုးအတွက် သူများတွေကိုအနှောက်အယှက်ပေးလိမ့်ရှိပါင် ပြီးတော့သူကအပြင်းလဲအရန်ကြည့်ပါင် ဒါကြောင့်ယူသားပြီးအလုတ်ကျိုးစားရေးစာကလေးတီတီကိုသူကကြည့်လို့မရပါဘူး။အဲ့စာကလေးကဘာလို့ဒီလောက်တောင်အလုတ်ကျိုးစားနေရလဲ။သူ့တော့ဒီတော်ရီကနေထွက်သွားချင်လောက်အောင်ထိနှောက်ရှက်ပြစ်။သူတကယ်ထွက်သွားလဲနဲလား။နားအိပ်ပြီးမျက်စိနှောက်တက်တာပေါ့။ပြီးရင်သူ့အတိုက်ကိုလည်းယူပြစ်မယ်။ဟာဟာ။ငါချင်းသိမင်းစီသွားပြီးစာကလေးရဲ့မကောင်ကြောင့်ပြောရင်ကောင်းမယ်။ကာလူကဒီလိုရီစဉ်းစားပြီးတော့ချင်းသိမင်းစီကိုပြန်သွားပါတယ်။ပြီးတော့ဒီလိုပြောလိုက်ပါတယ်။အရှင်မင်းကြီးတော်ရီမှာစာကလေးတကား အစာရီအများကြီးကိုကြိုးပြီးစုထားပါတယ်။သူစုဆောင်ထားတာတတ်မှတ်ထားတဲ့ပမာဏထက်ကျော်လွန်နေရဲ့။ဒါကြောင့်သူမကောင်းတာတစ်ခုခုလောက်တော်မယ်လို့ကျွန်တော်တန်တရားရှိပါတယ်မင်းကြီး။သူကတော်ရရအစာရီတယောက်တည်းစုပြီးကြံတဲ့ငှက်တွေတမင်အစာငှက်ပြီးတည်တည်ကျင်လာလားမသိဘူး။ကာလူရဲ့စကားကိုကြားပြီးတော့ချင်းသိမင်းလည်းလွန်စာဒေါသထွက်သွားခဲ့ပါတယ်။ပြီးတော့ပြောလိုက်ပါတယ်။ဒါကငါတို့တော်ရဲ့စီကံချိုးပေါက်တာပဲ။ငါတာကိုတိကျစစ်ဆေးဖို့လိုအပ်တယ်။စစ်တီရော မင်းတို့တော့ရဲသွားပြီစာကလေးတီတီတကယ်ပဲဘာလို့လုပ်နေလဲဆိုတာသောစုံစမ်းကြည့်စစ်တီတော်ကျက်တူတွေကစာကလေးကိုသွားကြည့်ရခါတွေးလိုက်ရတာတီတီကသူ့ကလေးတွေကိုကျင်းဝင်ကောင်းနေရှိဖို့ဆုံးမနေရပါပဲကလေးတို့မမေတို့ဘယ်တော့မှလိမ်မပြောသေးဘူးနော်ပြီးတော့အမြဲတမ်းသူများတွေကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်ဒါကြောင့်ကျက်တူတွေစစ်တီတော်လေးဟာချင်းသိမျိုးစာကလေးတီတီအကြောင်းအကုန်ပြန်လာပြောပြလိုက်ပါကျက်တူတွေကပြောလိုက်ပါအရှင်မကြီး ။ဆော်ကလေးကဘာမှမဟုတ်တာမလုပ်နိုင်ပါဘူး။သူကသူ့သမီးတွေကောင်းကောင်းထိန်းကျောင်းနေရပါ။အဲလိုကောင်းကောင်းထိန်းကျောင်းနိုင်ဖို့ကြိုးစားနေပင်သူအလုံးရှုံနေရပါ။ကြီးကန်းကာလူကလိန်ပြောနေကြရပါအရှင်မင်းကြီး။စစ်တီတော့ကြက်တူရွေးလေးရဲ့စကားကိုကြားပြီးနောက်ကာလူလည်းကြောက်လန့်သွားခဲ့ပါရင်းသိမီးဟာလည်းကာလူကို အလွန်ဒေါသထွက်သွားပါပြီးတော့ဒေါသထွက်နေတဲ့လေတန်နဲ့ပြောလိုက်ပါကာလူမင်းကအပြစ်မရှိတဲ့သူကြောက်ချဖို့ကြံစီခဲ့ရပဲဒါကကြီးမားတဲ့အပြစ်ပဲ မင်းကိုထိုက်တဲ့နဲ့ပြစ်တယ်ပေးရမယ်။ချင်းသိမီးဟာကာလူကိုသူ့အပြစ်သူပြန်သုံးသက်ဖို့အတွက်ဘသူနဲ့မှမတွေ့ရဘဲတယောက်ထဲနေခိုင်းခဲ့ပါ යි ။ဒေါ်ရီယာတခြားငှက်တွေဟာလည်းဒီကြောင့်တည်းရဲ့အခါကာလူကိုရှုံချပြီးအလုတ်ကြိုးစားရဲ့စာကလေးတီတီကိုတော့ချစ်ခင်လေးစားကြပါ යි ။ဒါကြောင့်ကာလူကသူ့အမအတွက်နောက်နာရသွားခဲ့ပါ යි ။သူကစာကလေးတီတီကိုပြန်တောင်းပန်ခဲ့ပြီးအားလုံးပြန်ပြီးတော့ပျော့ပျော့ရွှင်ရွှင်နဲ့ပဲနေထိုင်သွားကြပါအောင်လေ။ ဇီးတက်တက်တတာနဲ့ခီးသွားမယ်။ဇီးတက်တက်တတာနဲ့အိုးဝေစီမယ်။လူကြီးရောကလေးရောစီးလို့ရရင်တော့အားလုံးပျော်ပျော်စီးကြပါ။တပ်ပင်တွေစိမ့်စို့အုပ်ဆိုင်ပြီးပန်းပင်တွေလည်းလှပစွာအယောင်ဆုံးပောက်တဲ့တော်ရင်မှာချစ်စရာကြီးငတ်တွေလည်းပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြပါ යි ။အဲ့ဒီတော်ရင်မှာနီလာဆိုတဲ့စာကလေးတစ်ကောင်လေးရှိပါ යි ။သူကအလုပ်ရမ်းကြိုးစားပါ යි ။သူကနေ့တိုင်းမနက်စောစောထပြီးအိုးဝေလိုက်မောင်းလေးရှိပါ යි ။နီလာစီမှာသမီးလေးနှစ်ယောက်လည်းရှိပါ යි ။တယောက်ရဲ့နာမည်ကပင်ကီဖြစ်ပြီး နောက်တစ်ယောက်ကမေတီဖြစ်ပိုင်ပင်ကီယာတွက်ပြီးအစော့နဲ့မှတ်ပိုင်ဒါပေမဲ့မေတီကတော့တည်ငြိမ်ပြီးအေးဆေးပိုင်ကလေးတို့အမိတော်တော့မင်းနော်အိုးဝေထွက်ချင်ရောက်ပြီဒါနဲ့မမေထမင်းချက်ခဲ့ရင်နော်တမီးတို့အချိန်မှန်စားလိုက်ကြပြီးအိမ်မှာငင်းငင်းနေကြနော်အပြင်အရန်မထွက်ကြနဲ့ဟုတ်ပြီလားဟုတ်ကဲ့မမေတမီးတို့မမေကိုချက်တယ်နော်ဂယူးဆိုင်သွားပါပြီးတော့တမီးတို့လည်းစိတ်မပူပါနဲ့တမီးတို့ကုကုကောင်းကောင်းဂယူးဆိုင်ပါမယ် ဒါပေမဲ့အကျဉ်ရုပ်တဲ့ကြီးကန်းကာလူကမကောင်းတာတွေကြံစီနေပြန်ပိုင်းသူကအမြဲတမ်းသူများတွေကိုဘလို့ဒုက္ခပေးရမလဲဆိုတာပဲစဉ်းစားနေလေးရှိပိုင်းပြီးတော့ကာလူကနီလာကိုလည်းအယံဥတိုပိုင်းဘာလို့လဲဆိုရင်နီလာစီမှာကိုပိုင်းအိုးဝင်ရှိနေတဲ့အတွက်ကြောင့်ပါအဲဒီစာကလေးနီလာတဖြည်းဖြည်းပူချမ်းသာလိုက်ပြီးတော့လူချစ်လူခင်နဲ့ပေါ်လိုက်ငါတခုခုလုံးမရမယ်ငါဒီတော်ရဲမှာအချမ်းသာဆုံးဖြစ်ချင်တယ်ပတ်စံရှင်အာနာရှိရဲ့ငါချမ်းသာသွားရင် တော်ရရတရိษံတွေအမိတ်ပေးပြီးခိုင်းကျင်တာခိုင်းလို့ရတယ်။ငါတနည်းနည်းနဲ့တော့ကြံစီမှရတော့မယ်။နောက်နေကြတော့ကာလူကတော်ရမှာတရင်တစ်ခုလိုက်ဖြန့်လိုက်ပိုင်။အားလုံးပဲအာယုံဆိုင်ပြီးနားထောင်ပြီးကြပါခင်ဗျာ။တငယ်ချင်းတို့အားလုံးနားထောင်ကြပါ။လီလာရဲ့အိုဘီကအခုစိတ်မချရတော့နောက်ဆိုသူ့အိုဘီမစည်းကြပါနဲ့ရော့။တငယ်ချင်းတို့အနေနဲ့မဖြစ်အောင်ပြောပြတာပါ။အားလုံးပဲတိကျသွားအောင်ပြန်ပြီးတော့နားစင်ပြီးကြပါ။စာကလေးနီလာရဲ့အိုဘီကလုံးဝမနှုံချုံတော့ပါဘူး။ တာလူရဲ့စကားကြားပြီးတော့ဒေါရီယာတခြားငှက်တွေလည်းကြောက်ပြီးနီလာရဲ့အုံဝေးကိုမစည်းရဲကြတော့ပါဘူး။ဒါကြောင့်နီလာကအရန်ကိုစိတ်ညစ်သွားခဲ့ပါတယ်။ပြီးတော့သူကစဉ်းစားလိုက်ပါတယ်။ဖခင်ကြီးငါအုံဝေးကိုဘာလို့ဘသူမှမစည်းကြတော့တာလဲ။ဘာလို့ဒီလိုတွေဖြစ်ကုန်တာလဲ။နားမလဲတော့။ဒါပေမဲ့ငါအရှုံးမပေးဘူး။အဲ့ဒီဒေါရီမှာညံကောင်းတဲ့စိတ်တူရည်လေးတစ်ကောင်လည်းရှိပါတယ်။သူကညံကောင်းပြီးတော့တော်ရိပ်ပြင်းအမတ်တရားရဲ့ဘတ်တော်သားတယောက်လည်းဖြစ်ပါတယ်။ ူကတာလူတမင်တကာနီလာရဲ့အကြောင်းကိုမဟုတ်တာပြောတယ်ဆိုတော့ရှိမိပါဒါကြောင့်သူကစာကလေးနီလာကုနီမဲလို့ဆုံးဖြတ်ခဲ့ပါကျက်တူရရသူ့အပေါင်းပါရီခေါ်ပြီးစာကလေးနီလာနဲ့လာတွေ့ပါပြီးတော့ကာလူကမဟုတ်မမှန်သတင်းတွေဖြန့်ထားတဲ့အကြောင်းစာကလေးကိုပြောပြလိုက်ပါဟဲကျေးဇူးအများကြီးတင်ပါတယ်ကျက်တူရရနေတကယ်ကအများကြီးကုနီပေးလိုက်တာပဲဒါကိုသိတော့ကာလူကသူ့အကြံမအောင်မြင်တဲ့အတွက်ကြောင့်စိတ်တူသွားပါတယ် ပြီးတော့သူကအကြံနောက်တစ်ခုထုတ်လိုက်ပါတကယ်လို့သာငါအဲ့ဒီအိုဗီဂျိုဖျက်ဆီးလိုက်အဲ့ဒီစာကလေးဖတ်တတ်နိုင်မလဲကြည့်မယ်နောက်တနေ့မနက်စာကလေးနီလာနိုးလာတဲ့အခါသူ့ရဲ့အိုဗီလေးကမရှိတော့ပါဘူးဒါကြောင့်သူမဟာအရန်ကိုဝမ်းနေသွားခဲ့ပါပြီးတော့သူမဟာစိတ်ကိုအေးအေးထားပြီးစစ်တူရေးစီသွားလိုက်ပါကျတူရဲ့ရေလောက်ပါငါအိုဝေလေးပျောက်သွားလို့ထီလိုဖြစ်အောင်လုပ်တာဘာသူဖြစ်နိုင်လဲစိတ်မပူပါနဲ့စာကလေး ငါနဲ့ငါတငယ်ချင်းတွေပါပြီ။နေ့ရအိုဝေလေးရအောင်ပြန်ရှာပေးပါမယ်။ပြီးတော့ကျက်တူရွေနဲ့သူ့တငယ်ချင်းတွေပေါင်းပြီးစာကလေးရဲ့အိုဝေကိုတော်နံလိုက်ရှာပေးကြပါ။သူတို့တွေစုပေါင်းပြီးစူးစမ်းရှာပေးတဲ့အတွက်ကြောင့်စာကလေးရဲ့အိုဝေကိုပြန်ရှာတွေ့ခဲ့ကြပါ။ဒါအပြင်တာဟာကာလူးရဲ့လက်ချက်ဆိုတာကိုလည်းအားလုံးတည်သွားကြပါ။သူတို့ပေါင်းပြီးအကြံတစ်ခုထုတ်ခဲ့ကြပါ။ချစ်ရတဲ့တငယ်ချင်းတို့ကာလူးကအောင်နောက်ရတာတော်တော်များသွားပြီ။ငါတို့ဒီအကြောင်းချင်းသိမိတဲ့တိုင်ကြားမှဖြစ်တော်မယ်။ ပြီးတော့သူတို့ကဒီအကြောင်းချင်းသိမင်းကိုတွားရောက်တိုင်ကြားလိုက်ပါ යි အဲ့ဒီကာလူကငါအုပ်စိုးတဲ့တော်ရဲမှာနေပြီဒီလိုရုံညံ့တဲ့လောက်ရက်တွေလောက်ရဲတွေပေါ့ငါအမိတ်ပေးတယ်ကာလူကိုခေါ်ခဲ့ကြစမ်းစစ်တီရောတို့ကာလူကဒီကြောင်းသိရဲ့အခါတော်ရဲကနေထွက်ပြေးသွားပါ යි သူမရှိရောနောက်ပိုင်းသူရဲ့တတော်လေးကပြန်ပြီးတော့အီးချမ်းသွားပါ යි ပြီးတော့ငှက်တွေအလုံးလေးကိုအုပ်လုပ်ကိုအီးချမ်းစွာလောက်ကရင်ပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါဦးလေ ။ကဲအခုလိုမျိုးစိတ်ဝင်စားစရာကက်ကာတူပုံမြင်လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါအောင်ရှင်။နောက်ထပ်လေးစိတ်ဝင်စားကြကောင်းတဲ့ video လေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင်။